ဇွန်လ22ရက်နေ့မှာသမ္မတဒေါ်နယ်ထရမ့်က American စစ်တပ်ဟာအီရန်မှာရှိတဲ့နျူကလ িয়ার စက်ရုံ၃ခုကိုအောင်မြင်စွာပိတ်မထားတိုက်ခိုက်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးဖို့အစ္စရေးရဲ့ဂျိုးပန်းမှုတွေမှာ American ကတိုက်ရိုက်ပါဝင်လာတာကိုပြသပါတယ်။တရုတ်ရေတပ်အရာရှိဟောင်းယောင်ချန်းက Twitter မှာ American စစ်တပ်ဟာအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုပိတ်မထားတဲ့သူ့ရဲ့မစ်ရှင်ကိုပြီးစီးသွားပြီလို့တင်ခဲ့ပါတယ်။ဖော်ဒိုမာမြေအောက်မီတာ60အနက်မှာရှိတဲ့ နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်မှုအောင်မြင်ခဲ့သလားလို့သူကမေးခွန်းထုတ်ခဲ့ပါတယ်။အောင်မြင်ခဲ့ရင်တော့တရုတ်ကအထိတ်တလန့်ဆုံးဖြစ်လိမ့်မယ်လို့သူကဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ပေကျင်းမှာရှိတဲ့မြေအောက်ကုတ်ကဲရေးစခန်းဟာတမနီနဲ့ကွန်ကရစ်နဲ့အားဖြည့်ထားပေမဲ့ဖော်ဒိုလိုနက်ရှိုင်းမှုမရှိဘူးလို့သူကပြောပါတယ်။စစ်ဖြစ်ရင်ဖြည့်စည်းရလွယ်ကူလိမ့်မယ်လို့လည်းသူကထပ်ပြောခဲ့ပါတယ်။အမေရိကန်ကဒီတိုက်ခိုက်မှုတွေဟာပြည်စုံတဲ့အစီအစဉ်ရဲ့တစိမ့်တစ်ပိုင်းဖြစ်ပြီး အီရန်အစိုးရကိုပြောင်းလဲဖို့ရည်ရွယ်တာမဟုတ်ဘူးလို့တတမန်လမ်းကြောင်းကနေအီရန်ကိုဆက်သွယ်ခဲ့တဲ့ဆိုတဲ့သတင်းတွေရှိခဲ့ပေမဲ့အီရန်ရဲ့ခေါင်းဆောင်ခါမီနီဟာသူ့ရဲ့ထိန်းချုပ်မှုကိုဆုံးရှုံးနေတဲ့အပြင်ပြည်တွင်းမှာလည်းသူ့ရဲ့ဖိအားတွေတိုးလာနေပါတယ်။အီရန်အတွင်းမှာရောပြည်ပမှာရောအတိုက်ခံတွေကခါမီနီရဲ့ယာဒုကနေနှုတ်ထွက်ဖို့နဲ့အစိုးရပြောင်းလဲရေးအတွက်ပုံမပြင်းထန်စွာတောင်းဆိုနေကြပါတယ်။အဲ့ဒီတောင်းဆိုသံတွေတဲကပဲထင်ရှားတဲ့တအိုးကတော့အီရန်နောက်ဆုံးဘုရင်ရဲ့သားဖြစ်သူ ရီဇာပါလာဗီပဲဖြစ်ပါတယ်။သူကဇွန်လ19ရက်နေ့မှာအီရန်စစ်တပ်နဲ့အရက်ဖတ်ဝန်တန်းတွေကိုခါမီနီကိုစန့်ကျင်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒီပရောက်နန်းစွန်မင်းသားရီဇာပါလာဗီကသူတို့ဟာခါမီနီရဲ့ခေါင်းဆောင်မှုကိုစန့်ကျင်ဖို့ပြည်သူတွေနဲ့အတူရက်တီဖို့အသင့်ဖြစ်နေပြီလို့သူကပြောကြားခဲ့ပြီးအစိုးရကိုဖြုတ်ချဖို့ပြည်သူတွေကိုတိုက်တွန်းခဲ့ပါတယ်။ဇွန်လ20ရက်နေ့မှာတော့နောက်ထပ်ဗီဒီယိုကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီးအီရန်အတွင်းကတည်င်းရင်းမြစ်တွေရဲ့အဆိုအရ အစိုးရဟာအန်ဩစရာကောင်းလောက်အောင်မြင်းမြန်ဆန်ဆန်ပြိုလဲနေတယ်လို့ဆိုပါတယ်။လက်ရှိအမေရိကန်မှာပြည်ပမှာနေထိုင်နေတဲ့ယခင်ပါလာဗီမင်းဆက်ရဲ့သားဖြစ်သူကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာခါမေနီအစိုးရကိုအားနည်းစေတဲ့အတွက်အခွင့်အရေးတစ်ခုကိုမြင်နေပါတယ်။သူကဒီအိမ်မဆိုးကိုအပြေးတိုင်အဆုံးသတ်ဖို့အတွက်တနိုင်ငံလုံးအနှံ့အုံကြွမှုတစ်ခုပဲလိုပါတော့တယ်လို့ပြောခဲ့ပါတယ်။ပြည်သူတွေနဲ့အတူယက်တီချင်းအဖြစ်ကိုဘွားကိုကေတင်နိုင်ပြီး အီရန်ရဲ့အနာဂတ်ကိုတိဆောက်ရမှာကူညီနိုင်ပါတယ်လို့သူကထပ်ပြောပါတယ်။အတိုက်ခံတွေဟာနိုင်ငံကိုဘလို့အုပ်ချုပ်မလဲ။ယာယီအစိုးရအတွက်ကိုယ်စားလှယ်တွေဘလို့ရွေးချယ်မလဲ။မြို့သားရွေးကောက်ပွဲတွေအတွက်ဘယ်လိုတွေလုပ်မလဲဆိုတာပါဝင်တဲ့ရတရာအသွင်ကူပြောင်းရေးအစီအစဉ်ကိုရေးဆွဲထားတယ်လို့သူကဖြည့်ဆွတ်ပြောခဲ့ပါတယ်။ကာမီနီရဲ့တူဖြစ်သူမမွတ်မိုရာခါနီဟာလက်ရှိပြင်သစ်မှာပြပရောက်နေထိုင်ပြီးရိုက်တာသတင်းဌာနကိုပြောကြားရမှာအီရန်ပြည်သူတွေဟာအစ္စလာမစ်သမ္မတနိုင်ငံပြိုလဲနိုင်ခြေအတွက် ိတ်လှုပ်ရှားနေကြတယ်လို့ဆိုပါတယ်2020 2023မဆာအာမီနီဆန္ဒပြမှုတွေအတွင်းမှာအီရန်လူမျိုးအများအပြားဟာအစိုးရကိုဖြုတ်ချဖို့ကြိုးစားခဲ့ကြပါတယ်အခုတော့သူတို့ဟာအစ္စရေးအီရန်ပဋိပက္ခကြောင့်ဖြစ်ပေါ်လာတဲ့ရှုပ်ထွေးမှုတွေကိုအတုံးချပြီးထပ်မံဆန္ဒပြနေကြပြီးခုခံနေကြပါတယ်အခုဆိုရင်အီရန်မှာအစိုးရပြောင်းလဲဖို့လှုပ်ရှားမှုတွေပေါ်လာတာဟာတရုတ်နိုင်ငံမှာပါတော်တော်လေးကိုခရရိုက်ခတ်နေပါတယ်တရုတ်နိုင်ငံသားပြပရောက်သုံးသက်သူတို့က အစိုးရတခုပြိုလဲသွားပြီဆိုရင်ပြည်သူတွေပျော်ရွှင်နေကြတယ်ဆိုတာကအဲ့ဒီအစိုးရရဲ့အဆုံးသက်နီးနေပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတဲ့လက္ခဏာပဲလို့ပြောခဲ့ပါတယ်။ပြီးတော့သူပြောတဲ့အထင်းမှာထူးခြားတဲ့စကားစုလေးတခုလည်းပါလာပါသေးတယ်။အုပ်စိုးသူတွေကသူတို့ကိုသူတို့နိုင်ငံနဲ့တထက်ထဲပဲလို့ထင်တတ်ကြတယ်။သူတို့ကိုထောက်ခံရင်မျိုးချစ်စိတ်သက်ရှိတယ်၊စန့်ကျင်ရင်နိုင်ငံကိုစန့်ကျင်တယ်လို့မြင်ကြတယ်။ဒါပေမဲ့သမိုင်းကိုကြည့်လိုက်ရင်အမြဲတမ်းပြောင်းလဲသွားတာကအစိုးရပဲနိုင်ငံကမဟုတ်ဘူး။ ဘယ်သူအာနာရရပြည်သူတွေကတော့အတူတူပါပဲလို့ရည်ထားပါတယ်။ဒီလိုမျိုးပြောဆိုချက်တွေကတရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ခေါင်းဆောင်ပိုင်းကိုတော်တော်လေးထိခိုက်စေပါတယ်။ဘာလို့လဲဆိုတော့အာနာရှင်အစိုးရဓမ္မမဟုတ်အာနာရှင်စနစ်တစ်ခုပြိုလဲသွားတိုင်းဥပမာအာနာသိမ်းတာပဲဖြစ်ဖြစ်စစ်တပ်ကပုံကန်တာပဲဖြစ်ဖြစ်ပြည်သူလူထုကအုံကြွတာပဲဖြစ်ဖြစ် CCP ဟာအသေးအတန်ကိုတုံ့လောက်တတ်ပါတယ်။ဇိုဗီယက်ယူနီယံပြိုကွဲပြီးအရှေ့ဥရောပနိုင်ငံတွေမှာတော်လှန်ရေးတွေဖြစ်ခဲ့ပြီးတဲ့နောက် CCP ဟာစိတ်မသက်မသာပြစ်ခဲ့ရတာနက်နက်ရှန်ရှန်ကိုပါပဲပါတီကသူတို့ရဲ့အရာရှိတွေအတွက်ဆိုဗီယက်ယူနီယံပြိုလဲမှုကနေသင်ကန်းစာယူဖို့အထူးတင်တန်းတွေတောင်ပေးခဲ့ရတာပါ2023ခုနှစ်မှာရုရှားမှာဖြစ်ခဲ့တဲ့ဝက်ဂနာအဖွဲ့ရဲ့ပုံကံမှုကလည်းတရုတ်ကောင်းဆောင်ပိုင်းကိုတော်တော်လေးတုံ့လှုပ်သွားစေခဲ့ပါတယ်အထူးသဖြင့်စိုးရင်စရာကောင်းတာကတော့2024ခုနှစ်နောက်ပိုင်းမှာစီးရီးယားနိုင်ငံရဲ့မြို့တော်ဒမက်စကတ်ကိုအစိုးရစန့်ကျင်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တဲ့ကိစ္စပါ နှစ်90ကျော်အုပ်ချုပ်ခဲ့တဲ့အာဆက်အစိုးရပြိုလဲသွားတာဟာတရုတ်နိုင်ငံကိုတော်တော်လေးလှုပ်ခတ်သွားစေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဆီးရီးယားဟာတရုတ်ရဲ့ယင်းနီးတဲ့မဟာမိတ်နိုင်ငံဖြစ်နေလို့ပါပဲ။အခုဆိုရင်တရုတ်နိုင်ငံသားအများအပြားက CCP ဟာနောက်ပိုင်းမှာအလားတူကံကြမ္မာနဲ့ရင်ဆိုင်ရလိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။အီရန်ရဲ့အခြေအနေတွေကတရုတ်ရဲ့ယင်းထဲမှာမငြိမ်မသက်မှုတွေကိုပိုပြီးပေါ်လွင်စေပါတယ်။တရုတ်ရဲ့နိုင်ငံရေးအခြေအနေဟာအကြီးစားအပြောင်းအလဲတစ်ခုရဲ့အစွန်းမှာရောက်နေတယ်လို့ပြောရမှာပါ။ အာဏာသိမ်းဖို့ကြိုးစားတာတွေစစ်တပ်ကပုံကန်တာတွေဒါမှမဟုတ်ပြည်သူတွေကအုံကြွတာတွေလို့မငြိမ်မသက်မှုတွေဟာလက်တွေ့ဖြစ်မလာသေးပေမဲ့အငွေ့အသက်တွေတော့ခံစားနေရပါပြီဒီလိုအရေးကြီးတဲ့အချိန်မှာတရားမျှတမှုအတွက်နိုင်ငံတကာကတောင်းဆိုမှုတွေကိုတရုတ်အနေနဲ့ပြည်တွင်းကနေဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့အဓိကအချက်ပဲဖြစ်ပါတယ်အစ္စရေးကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုမလုပ်ခင်တုန်းကအီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားဌာန Iran CCTV ကိုပြတ်မှတ်ထားဖို့ အီရန်လူမျိုးတချို့ကဆိုရှယ်မီဒီယာမှာ coordinates နဲ့ GPS ပါတင်ပြီးတောင်းဆိုခဲ့ကြပါတယ်။ဒါကြောင့် Israel အနေနဲ့ Iran media ကိုတိုက်ခိုက်တာဟာ Iran ပြည်သူတွေရဲ့တောင်းဆိုမှုကိုဖြည့်ဆည်းပေးခဲ့တာလို့သုံးသပ်ကြပါတယ်။တရုတ်နိုင်ငံမှာ social media platform တွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပေမဲ့ပြည်သူတွေရဲ့စိတ်ဓာတ်တွေပြောင်းလဲလာတာကိုတော့တွေ့မြင်နိုင်ပါတယ်။ဒါကလက်နက်ကင်အုံကြွမှုအတွက်အင်အားတွေစုစည်းနေတာကိုပြသနေတာပါပဲ။မေလ20ရက်နေ့မှာထောင်ထဲချီတဲ့သုံးဆွဲသူတွေဟာ TikTok ဗီဒီယိုတစ်ခုမှအုံကြွမှုတွေဖြစ်နိုင်ခြင်းအကြောင်းဆွေးနွေးခဲ့ကြပါတယ်။ဘယ်သူများအဖွဲဖွဲ့ထားပြီလဲ။ဘယ်မှာတွေ့ကြမလဲဆိုတဲ့မေးခွန်းထုတ်တာတွေ။ကွန်ကျိုးမှာလည်းပုံမှန်အတိုင်းအစီအစဉ်ပဲ။နန်ချန်းကနေစတင်လာစတဲ့မင်းမြန်းတာတွေရှိခဲ့ပါတယ်။တချို့ဆိုတမိုင်းဝင်တောင်တူလေသမအုံကြွမှုတွေရဲ့ပုံတွေကိုတောင်တင်ခဲ့ကြပါတယ်။ဒီကတဲ့နှစ်ကတရုတ်ပြည်နယ်တစ်ခုကကြေးရွာသားတွေဟာအတ္တမမိသကြိုတာကိုစန့်ကျင်ခဲ့ကြပူပါတယ်။အစိုးရကအတင်းအကျပ်လုပ်မယ်ဆိုရင် လက်နက်ကင်ဆောင်ဖို့အသင့်ရှိကြောင်သူတို့ကပြောခဲ့ကြတာပါနိုင်ငံကတနက်တွေကိုတားမြစ်ထားပေမဲ့ဝယ်လို့ရသေးတဲ့လူတော်သူတို့ကဆူခဲ့ကြပါတယ်2024ခုနှစ်သတင်းစာရှင်းလင်းပွဲတစ်ခုမှာတရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနကလက်နက်ပြုလုပ်နေ online သင်ကန်းစာတွေကိုတရိပ်ပေးခဲ့ပြီးပါဝင်ပတ်သက်သူတွေကိုရာဇဝတ်မှုနဲ့အရေးယူမယ်လို့ပြောကြားခဲ့ပါတယ်တာမန်တရုတ်နိုင်ငံသားတွေအထက်လက်နက်ကင်တော်လန်ရေးတခုစူးစီးဖို့ကအခုအချိန်မှအလွန်ကိုခက်ခဲပါတယ်။ကြေပြန့်တဲ့စောင့်ကြည့်ကင်မရာတွေနဲ့ big data ခြေရခံမှုတွေအပြင်လူတွေကိုအနီးကပ်စောင့်ကြည့်နေတဲ့စနစ်တွေလည်းအများပြားရှိနေပါတယ်။နိုင်ငံတော်အဆင့် Great Firewall က internet ကိုပိတ်ဆို့စင်စာလုပ်နေတာအပြင်မေလကအစီရင်ခံစာတစ်ခုအရဟီနန်ပြည်နယ်ဟာသူ့ရဲ့ကိုပိုင် data ဆိုင်ရာ internet sensor စနစ်ကိုထူထောင်ထားပြီးနိုင်ငံတော်အဆင့်ထက်တောင်ပိုတင်းကျပ်ထားတယ်လို့ဖော်ပြထားပါတယ်။ဒါဟာနိုင်ငံအတွင်းကနောက်ထပ်နိုင်ငံတစ်ခုလိုဖြစ်ပြီးပြည်တွင်းသတင်းစီးဆင်းမှုကိုပုံမူဝေးကွာစေကာ သဘောထားကွဲလွဲသူတွေကိုစူးစီးဖို့ပိုခတ်ခဲစေပါတယ်။အာဏာပိုင်တွေကိုတကယ်တုံ့လုတ်စေနိုင်တာကတော့စစ်တပ်အာဏာသိမ်းဖို့ပါပဲ။နိုင်ငံရေးဝေဖန်သူဒူဂျွန်းရဲ့အဆိုအရစစ်တပ်နဲ့နှီးစပ်တဲ့တရင်အရင်းမြစ်တစ်ခုကအောက်ခြေအရာရှိတွေနဲ့စစ်သားတချို့ဟာဘူချန်အောင်ကြွမှုကိုအတူယူပြီးအောင်ကြွမှုတစ်ခုစတင်ဖို့တင့်တော်တဲ့အချိန်ကိုစောင့်နေကြတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာအချိန်နဲ့နှစ်ခုကိုစောင့်ရပါအောင်မယ်။တခုက CCP ရဲ့ထိုင်ဝမ်အပေါ်စီရေးလှူရှားမှုဖြစ်ပေါ်လာဖို့ ဒါမှမဟုတ်ရှီကျင်းဖင်ရုတ်တရက်ကွယ်လွန်ပြီးပါတီအတွင်းမှာကမောက်ကမဖြစ်သွားခြင်းတို့ဖြစ်ပါတယ်။ဒီအချက်အလက်ကိုဒူဂျွန်းကဒီနေ့အစောပိုင်းကပေါ်ထုတ်ခဲ့တာဖြစ်ပြီးတရုတ်ရဲ့နိုင်ငံရေးအခြေအနေဟာအဓိကအပြောင်းလဲတွေရဲ့အစွန်းမှာရှိနေကြောင်းနဲ့ဒီစစ်ဘက်ဝန်ထမ်းတွေကလည်းအကြကြီးစောင့်မှမဟုတ်ဘူးလို့အကြံပြုထားပါတယ်။တရုတ်နိုင်ငံမှာဆိုရင်စစ်မှုတန်းဟောင်းတွေကိုတရုတ်ကွန်မြူနတီပါတီ CCP ကတော်တော်လေးအနီးကပ်စောင့်ကြည့်နေရပါတယ်။ဇွန်လ9ရက်နေ့ကအတနာခံနေတဲ့စစ်မှုတန်းဟောင်းတအူးကိုရဲကဖမ်းလိုက်တော့ ပါတီဝင်မိတာလည်းမှားတယ်စစ်မှုထမ်းမိတာလည်းမှားတယ်လို့သူကဒေါသတကြီးအော်ပြောခဲ့ပါသေးတယ်။ဒီရုံမှာစစ်မှုတန်ဟောင်းထောင်ပေါင်းများစွာဟာရော်ကြီးနဲ့အခြေချနေထိုင်ရေးကိစ္စတွေအတွက်အစိုးရကိုအတနာခံပေးမဲ့ CCP ကအမြင့်နှိမ်နှင်းခဲ့ပါတယ်။2016ခုနှစ်တုန်းကဆိုရင်စစ်မှုတန်ဟောင်းတပေါင်းကျော်ကဗဟိုစစ်ကော်မရှင်ရုံးချုပ်ကိုဝိုင်းထားခဲ့ပြီးဒါကတရုတ်ခေါင်းဆောင်တွေကိုတော်တော်လေးတုံ့လှုပ်စေခဲ့ပါတယ်။ဒီစစ်မှုတန်ဟောင်းတွေသာလက်နက်ကင်ခဲ့ရင် လေ့ကျင့်ပြီးသားတပုံတက်ဖွဲ့ကြီးဖြစ်လာနိုင်တယ်လို့လည်းသုံးသပ်ကြပါတယ် CCP ရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုတွေရှိနေပေမဲ့လည်းရဲရင်တဲ့ community စန့်ကျင်ရေးလှုပ်ရှားသူတွေကတော့တဦးပြီးတဦးထွက်ပေါ်လာနေကြပြီးသူတို့အများစုကလူငယ်တွေဖြစ်ပါတယ်နှစ်နှစ်ကျော်ကပင်လီဖာဆိုတဲ့တရုတ်နိုင်ငံသားတဦးကပေကျင်းမြို့ကတံတားပေါ်မှာ CCP စန့်ကျင်ရေးဗင်နိုင်းကြီးတစ်ခုချီဆွဲခဲ့ရာကနေတရုတ်မှာ community စန့်ကျင်ရေးစိတ်သက် line တစ်ခုစတင်ပေါ်ပေါက်ခဲ့ပါတယ်ဒီလိုမျိုးဆန္ဒပြမှုတွေဇက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့ပါတယ် 2024ခုနှစ်ဇွန်လ30ရက်နေ့မှာအသက်22နှစ်အရွယ်တက္ကသိုလ်ကျောင်းသားဖန်ယောင်းဟာဟူနန်ပြည်နယ်မှာတရားကုန်းတစ်ခုပေါ်ဖင်နိုင်းချီဆွဲပြီး CCP ကိုဝေဖန်တဲ့ကြွေးကြော်သံတွေအော်ခဲ့လို့ရဲကဖမ်းသွားခဲ့ပါတယ်။2025ခုနှစ်ဧပြီလ15ရက်နေ့မှာလဲစီချွမ်ပြည်နယ်ချန်ဒူးမြို့ကတရားကုန်းပေါ်မှာ CCP ကိုရှုတ်ချတဲ့ဖင်နိုင်းတစ်ခုချိတ်ဆွဲခဲ့ပါသေးတယ်။တရင်တွေအရအဲ့ဒီဆန္ဒပြသူအသက်28နှစ်အရွယ်မိုရင်းဆိုသူကို CCP အာဏာပိုင်တွေကဖမ်းထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ2ရက်2025ခုနှစ်တုန်းကလည်းဖြန်းအမင်းရင်ပြင်မှာလန်တင်အခမ်းအနားလုပ်နေတော့အနက်ရောင်ဝတ်ထားတဲ့လူငယ်တအုပ်ကလုံခြုံရေးစီးတွေကိုကြော်ဖြတ်ပြီးအလန်တိုင်းစီကိုပြေးဝင်ဖို့ကြိုးစားခဲ့ပါတယ်။လုံခြုံရေးကသူ့ကိုချက်ချင်းပဲဖမ်းဆီးခဲ့ပြီးသူဟာဒီမိုကရေစီလိုလားတဲ့ကြွေးကြော်သံတွေအော်ဟစ်ဖို့ကြံစီခဲ့တဲ့အလုလက်မဲ့တက္ကသိုလ်ကျောင်းသူတအုပ်ဖြစ်တယ်လို့သိရပါတယ်။ဇွန်လ4ရက်ဖြန်းအမင်းစကွဲလူသက်ပွဲအထိမ်းအမှတ်နေ့မတိုင်ခင်လေးမှာဖူးကျန့်ပြည်နယ်ချွန်ကျိုးမြို့က ်ဝါချောင်းတက္ကသိုလ်အနီးလူကိုတရားကုန်းပေါ်မှာလွတ်လပ်မှုနဲ့ဒီမိုကရေစီလို့ရေးထားတဲ့ဗင်နိုင်းတစ်ခုပေါ်လာခဲ့ပါတယ်။ဒီလိုဖြစ်ရတွေ့လိုမျိုးလွတ်လပ်တဲ့တရုတ်နိုင်ငံရဲ့အနာဂတ်အတွက်အသက်ဆုံးခဲ့ကြတဲ့ရရင်တဲ့လူတွေပုံများနေနိုင်ပေမဲ့မှတ်တမ်းတင်ထားခြင်းမရှိနိုင်တာတွေလည်းအများကြီးပါပဲ။ပြည်တွင်းစစ်ဒါမှမဟုတ်စစ်တပ်ပုံကံမှုမရှိရင်တောင်အစိုးရကဘယ်အချိန်မှစူပြောင်းလဲနိုင်ပါတယ်။နှစ်ပတ်လည်ပေးတိုင်ရဲ့အစည်းအဝေးမတိုင်ခင်လတွေအတွင်းမှာနိုင်ငံရေးကောလာဟလတွေဟာ ်တရုတ်ပြည်ပကအင်တာနက်မှာတော်တော်လေးပြန့်နှံ့နေခဲ့ပါတယ်။ CCP ရဲ့ဘူရိုဟာမေလမှာအစည်းအဝေးတစ်ခုကျင်းပခဲ့ပြီးလာမယ့်စတုတ္ထအစည်းအဝေးမှာရှီကျင့်ဖင်ကိုရာထူးကနေဖယ်ရှားဖို့ဖြစ်နိုင်ခြေကိုဆွေးနွေးခဲ့တဲ့ဆိုတဲ့ကောလာဟာလတွေထွက်ပေါ်နေပါတယ်။ရှီကိုဝန်ယုံနဲ့အစားထိုးဖို့အစင်းမြင့်မေကွန်းတွေနဲ့အစီအစဉ်အမျိုးမျိုးကိုလည်းကြဲကြဲပြန့်ပြန့်မျှဝေခဲ့ပါတယ်။ဒီအချက်လက်တချို့ဟာမကန်ခြင်းမရှိဘဲအတီးပြုတ်လို့မရနိုင်ပေမဲ့ဤသူတွေရဲ့စိတ်သက်ကိုတော့ထင်ဟပ်နေပါတယ်။ ဒါပေမဲ့အချက်လက်တချို့ကတော့မှန်ကန်နေပြီး CCP ရဲ့အန္တရာယ်များတဲ့အခြေအနေကိုညင်းလို့မရပါဘူး။မကြသေးခင်နှစ်တွေအတွင်းမှာတရုတ်ကွန်မြူနစ်ပါတီ CCP တဲကတရင်ပေတော်တော်များများကစစ်တပ်ဗိုလ်ချုပ်တွေနဲ့စစ်ဘက်စစ်မှုလုပ်ငန်းခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေရှိနေကြောင်းဖော်ထုတ်ခဲ့ကြပါတယ်။ဒီလိုခံမှန်းချက်တွေမှန်ကန်လာတာကိုကြည့်ချင်းအဖြစ် CCP ဟာလျှော့ဝှက်လှုပ်ရှားနေပေမဲ့လည်းအတွင်းလူတချို့ကတော့အချက်အလက်တွေကိုပေါက်ကြားအောင်လုပ်နေပြီဆိုတာပါ။အစ္စရေးနဲ့အီရန်တို့ရဲ့ပဋိပက္ခဆက်ရှိနေတာနဲ့အမျှ အစ္စရေးကအီရန်ရဲ့အထွတ်အမြတ်ခေါင်းဆောင်ခမေနီပုံကိုနေတဲ့နေရာကိုဖော်ထုတ်ပြီးအတည်ပြုခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဇွန်လ23ရက်နေ့မှာအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက်ခမေနီနဲ့သူ့ရဲ့မိသားစုဟာမြေအောက်ဘန်ကာတခုစီကိုရွှေ့ပြောင်းခဲ့ရတယ်လို့သတင်းအရင်းမြစ်နှစ်ခုကပေါ်ပြပါတယ်။လက်ရှိမှာခမေနီကိုလှုပ်ကြံဖို့အစီအစဉ်မရှိသေးပေမဲ့ဘဲချိန်မဆိုအန်နီရှိနေတယ်လို့ဆိုပါတယ်။ခမင်းနီကိုမကြံသေးခင်ကဘန်ကာထဲမှာလက်တံရံနဲ့တွေ့ခဲ့ရပါတယ်။အွန်လိုင်းကစောင့်ကြည့်သူတွေကတော့ ဣသရေအနေနဲ့နောက်ထပ်တိုက်ခိုက်မှုတွေမှာစစ်ရင်အားကိုတွန်းမြင့်တင်တယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။တရုတ်အစိုးရကဣသရေရဲ့လုပ်ရက်တွေကိုတရားဝင်ပြစ်တင်ရှုတ်ချခဲ့ပြီးစိုးရိမ်ပူပန်ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ဒါဟာ CCP ရဲ့လက်ရှိအခြေအနေပေါ်စစ်မှန်တဲ့ကြောက်ရွံ့မှုကိုပြသနေပါတယ်။ဇွန်လ21ရက်နေ့မှာတရုတ်နိုင်ငံပိုင်မီဒီယာကခါမေနီရဲ့ပုပ်ကိုရေးလုံခြုံရေးအပေါ်အာရုံစိုက်တဲ့စောင်းပါတပုတ်ကို ထုတ်ပြန်ခဲ့ပါတယ်။စောင်းပါမှာအသက်86နှစ်အရွယ်ခါမေနီကို Islamic Dollar ရဲ့အဆောင်တက်ရဲ့ အထက်တန်းလွှာတပ်ဖွဲ့ကတင်းကျပ်စွာကာကွယ်ပေးထားတယ်လို့ဖော်ပြထားပါတယ်။ဒီအခြေအနေဟာရှီကျင်းဖင်ရဲ့ကိုပိုင်လုံခြုံရေးစနစ်နဲ့ဆင်တူနေပါတယ်။ရှီရဲ့လုံခြုံရေးစနစ်ဟာဘ ਹੁ လုံခြုံရေးဘူရို Central Guard Bureau နဲ့ပြည်သူ့လုံခြုံရေးဘူရိုရဲ့အထူးအဆောင်လျှောက်အဖွဲ့ Public Security Bureau Special Guard တို့အပေါ်ကိုအခြေခံထားပါတယ်။ဘ ਹੁ လုံခြုံရေးဘူရိုကိုရှီရဲ့ရင်းနှီးတဲ့မဟာမိတ်ခိုင်ချီကထိန်းချုပ်ထားပြီးပြည်သူ့လုံခြုံရေးဘူရိုရဲ့အထူးဆောင်လျှောက်ရေးအဖွဲ့ကို ပြည်သူ့လုံခြုံရေးဝန်ကြီးဝမ်ရှောင်ဟုန်ကဖွဲ့စည်းထားတာပါဒီအဖွဲ့တွေကရှေ့ရဲကျန်းမာရေးကအစအစ်မြင့်အရာရှိတွေဝန်ကြီးဌာနတွေနဲ့ပြည်내ကောင်းဆောင်တွေရဲ့လှုပ်ရှားမှုတွေအထိအားလုံးကိုစောင့်ကြည့်ပါတယ်ချီချင်းဖြင့်အတွက်ဖြစ်လာနိုင်တဲ့ပြဿနာကလက်နက်ကင်တပ်ဖွဲ့အများဆုံးကိုထိန်းချုပ်ထားတဲ့ခိုင်ချီနဲ့ဝမ်ရှောင်ဟုန်တို့ဟာအကြီးမားဆုံးချင်းချောက်မှုဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်ဩစတြေးလျအခြေစိုက်ပညာရှင်ယွမ်ဟုန်ပင်းက CCP အတွင်းမှာနိုင်ငံရေးအရာရှိကိုစင်ခေါ်ဖို့ပြင်ဆင်နေတဲ့အုပ်စု၃ခုရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ပထမအုပ်စုကိုဟူဒါပင်းနဲ့လျှို့ရှောင်ချီရဲ့သားလျှို့ရွန်တို့ကဥဆောင်ပြီးတရုတ်မှာဒီမိုကရေစီထွန်းကားရေးကိုတွန်းအားပေးကျင်ကြပါတယ်။ဒုတိယအုပ်စုကိုတိန့်ရှောင်ဖင်ရဲ့သားတိန့်ပူဖန်နဲ့ချန်ရွန်ရဲ့သားချွန်ရွန်တို့ကဥဆောင်ပြီးကြန့်ကြမင်းရဲ့ပြည်ပြင်ပြောင်းလဲရေးနဲ့တကားပွင့်မူဝါဒတွေစီပြန်သွားဖို့ထောက်ခံကြပါတယ်။ တတိယအုပ်စုကတော့အစွန်းရောက်လက်ဝဲမူဝါဒအင်အားစုတွေကိုကိုစားပြုပါတယ်။ဒီအုပ်စု၃စုလုံးဟာရှီကျင်းဖင်ကိုနောက်ထပ်ရွေးချယ်ခံရခြင်းကနေတားဆီးဖို့နဲ့တသက်တာအုပ်ချုပ်ခြင်းကိုရပ်တန့်ဖို့အတွက်နိုင်ငံရေးလှုပ်ရှားမှုတွေကိုအသုံးပြုဖို့သဘောတူညီမှုရရှိထားပြီလို့ယွမ်ကပြောပါတယ်။ဒီရုပ်ပြည်သူတွေတခုတိထားရမှာက CCP အာဏာရနေတဲ့၍ဘယ်သူအာဏာရရတရုတ်ဟာကွန်မြူနစ်အိမ်မက်စိုးထဲမှာပိတ်မိနေပါလိမ့်မယ်။ဒါကြောင့်အာဏာသိမ်းမှုစစ်တပ်ပုံကံမှု ဒါမှမဟုတ်ပြည်သူအုံကြွမှုတွေနဲ့ဖြစ်စေတရုတ်အတွက်စစ်မှန်တဲ့ဖြေရှင်းချက်ကတော့ CCP ကိုစွန့်ပယ်ဖို့ပါပဲ။လက်ရှိမှာတရုတ်ရဲ့နိုင်ငံရေးအခြေအနေဘယ်လိုပြောင်းလဲမလဲဆိုတာကိုဆွေးနွေးနေကြဆဲပါ။ CCP မရှိတော့တဲ့နောက်တရုတ်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့လူကြိုက်များတဲ့အယူအဆတစ်ခုကတော့ American ပြည်ထောင်စုနဲ့ဆင်တူတဲ့လွတ်လပ်တဲ့ပြည်နယ်တွေနဲ့ပွဲစည်းထားတဲ့တရုတ် Federal ပြည်ထောင်စုကြီးဖန်တီးဖို့ပါပဲ။သို့တော့ဒီအယူအဆတွေကိုပြပမှာဘယ်လိုပဲစီစဉ်ထားပါစေ။ နောက်ဆုံးမှာတော့တရုတ်ပြည်တွင်းကပြည်သူတွေကသာပြောင်းလဲမှုကိုဖန်တီးနိုင်မှာပါတရုတ်လူမျိုးတွေပုံမနှုတ်ထလာပြီးတူညီတဲ့စန္ဒနဲ့ခွန်အားတွေနဲ့ပေါင်းစည်းမှသာပြောင်းလဲမှုဟာတကယ်တမ်းဖြစ်လာနိုင်မှာပါ